ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တောင်ကြီးမြို့နယ်ရွှေညောင်မြို့မှာရှိတဲ့တရားစခန်းတစ်ခုရဲ့ဒစိတုံးအတုကိုပြုတ်လို့ပြီးတော့ရက်ကျေးတန်ကနိုင်ရကအဖြစ်နဲ့လိန်ညာပြီးဘုံကြီးကျောင်းမြင်းနေရအဖြစ်နဲ့အတိမတ်ပြုတ်ရန်ဂျိုးပန်းခဲ့တဲ့ဘုံကြီးကိုနိုင်ငံတော်တန်ကမဟာနိုင်ကအဖွဲ့ကတရားစွဲဆိုရန်ဆုံးဖြတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ။ဒစိတုံးတို့အသုံးပြုပြီးတော့ရှောက်ထားသူဥပညာနန္ဒဟာရွှေညောင်မျိုးရံမျိုးအောင်လန်းအကွက်အမတ်ခွန်ခွန်ရှင်အားကစားကွင်းတောင်ရံဥပိုင်အမတ်50ခွန်မြေခွက် area 3ညတက်တော့မှ60ဧကမှာရှိတဲ့တရားစခန်းမြေနေရာကိုမူလမြေလူတန်းသူနဲ့တရားစခန်းခေါ်ပကအဖွဲ့သဘောတူညီမှုမရှိဘဲဖုန်ကြီးကြောင်းအဖြစ်နဲ့အတိမတ်ပြုပေးရန်ဒစိတုံးအထုပြုလုပ်ပြီးတော့ရက်ကြီးတန်ကနိုင်ကအဖြစ်နဲ့ဟန်ဆောင်ပြီးရှောက်ထားခဲ့ကြောင်းသာသနာရေးသတင်းအမြင့်ထံကသိရပါဗါးအဲ့ဒီအတွက်ရွှေညောင်မျိုး ပညာဗိမာန်အကြောင်းလိုက်ကဘုံကြီးဥပညာဏ္ဍကိုနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ကရာဇသက်ကြီးပုံမှ468မြင်းဆောင်420တို့နဲ့အရေးယူရန်ဆုံးဖြတ်ခဲ့တဲ့အတော့တရားစွဲအရေးယူရန်ရှမ်းပြည်နယ်တန်ခါနိုင်ကအဖွဲ့နဲ့ပြည်နယ်သာသနာရေးဦးစီးဌာနတို့ကစီမံဆောင်ရွက်နေကြောင်းသိရပါတယ်ဥပညာဏ္ဍက၎င်းလိန်ညာပြီးအတုပြုလုပ်ထားတဲ့စာကိုပြီးခဲ့တဲ့ဇန်နဝါရီလ14ရက်နေ့မှာမြို့နယ်တန်ခါနိုင်ကအဖွဲ့ကိုတင်ပြရမှာအဲ့ဒီအဖွဲ့ကလည်းမဟာနိုင်ရဲ့ညွန်ကြားလွာ80ခွန်အပိုက်3ငားငယ်နဲ့ ညီညွတ်မှုမရှိစန့်ကျင်ကြော်လွန်နေတဲ့အတွက်ဇန်နဝါရီလ26ရက်နေ့မှာဘုံကြီးကျောင်းအဖြစ်နဲ့ခွင့်ပြုပေးခဲ့တဲ့အပေါ်မူလအမည်လူတန်းသူနဲ့တရားစခန်းဂေါဘကအဖွဲ့နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ထံကိုတိုင်စာပေးပို့ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုင်စာအရာနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ကရှမ်းပြည်နယ်တန်ခါနိုင်ကကိုစစ်ဆေးတင်ပြရန်ညွှန်ကြားချက်အရာစစ်ဆေးပြီးတော့ပြန်လည်တင်ပြခဲ့တဲ့အပေါ်နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ကအဲ့ဒီညီနီယာကိုဘုံကြီးကျောင်းအဖြစ်နဲ့အတိမတ်မပြုရန် ဒစိတုံးအတုပြုတ်လို့ပြီးတော့လိညာသူဥပညာနန္ဒအားရာဇတ်ကြီးပုံမှ468မြင်းဆောင်420လို့နဲ့အေးယူရန်နဲ့တာဝန်ထက်ကျော်လွန်ဆောင်ရွက်တဲ့တောင်ကြီးမြို့နယ်တန်ခမဟာနိုင်ကအဖွဲ့ကိုပြင်းထန်စွာသတိပေးရန်တို့ကိုဆုံးဖြတ်ခဲ့ကြကြောင်းစက်တဘာလ16ရက်နေ့မှာအကြောင်းကြားလာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါရအာနဇက်အယအေးယူတဲ့အပေါ်ဓမ္မဆက်ကလည်းလိုက်ပါဆောင်ရွက်ရမှာပဲ အရေးယူခံရရင်လူထွက်ရမှာပါလို့သာသနာရေးနဲ့နှိစက်သူကပြောပြထားပါဗျ။လက်ရှိမှာဒဇိတုံးအတုနဲ့လိန်လယ်မှုကျူးလွန်နေသူဥပညာနန္ဒကိုတရားစွဲအရေးယူရန်ရှမ်းပြည်နယ်တန်ခါနိုင်ကအဖွဲ့နဲ့ပြည်နယ်သာသနာရေးဦးစီးဌာနတို့ကစီမံဆောင်ရွက်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။